မင်္ဂလာပါမချင်းမင်းကနေပြန်လည်ကြိုဆိုလိုက်ပါရီမချင်းမင်းပြည်သက်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ The Bug Guys 2022ရုပ်ရှင်လေးပဲဖြစ်ပါရီတကိုးဖွဲကမြေခွေးမလေးတကောင်နဲ့တွေ့ပြီးတော့တန်ဖိုးအကြီးဆုံးအရာတစ်ခုကိုခိုးဖို့စ조사ကြရင်လည်းလူတွေကသူတို့ကလူဆိုးတွေမဟုတ်ဘူးဆိုတာကိုတက်တည်ပြကြမှာပဲဖြစ်ပါရီကဲစင်သည့်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါရီ ဝင်ပလီရီနဲ့မွေတို့ကလူသားတွေလိုပဲကဖီးတစ်ခုထဲမှာကော်ဖီတောက်ရင်နဲ့စကားပြောနေကြပါရင်သူတို့နှစ်ယောက်ကတော့ဘေထတောင်ပေါ်ကောင်တာစီကိုသွားတဲ့အခါမှာတော့စားတောက်ဆိုင်တွေကဝန်ထမ်းတွေနဲ့ဖောက်တယ်တွေကသူတို့ကိုကြောက်လန့်ပြီးတော့ပုံလိုက်ကြပါရင်လူတွေကတော့သူတို့ကိုမကောင်းဆိုးဝါးလို့ထင်ပြီးတော့ကြောက်နေကြတာကြောင့်မွေကလူတွေကိုခြောက်လန့်ပြလိုက်ပါရင်လမ်းဘော့ကိုခြေချလိုက်တဲ့အခါမှာတော့လူတွေကသူတို့ကိုကြောက်ကြပြီးတော့ကားတွေကနေပြီးတော့သူတို့ကိုဖျက်ကူးဖို့ရက်ပြလိုက်ကြပါရင်ဒါနဲ့သူတို့ကတော့ဘန်တခုစီကိုသွားပြီးတော့လွယ်လွယ်ကူကူနဲ့ပဲငွေတွေအများကြီးကိုလူယူသွားခဲ့ကြပါရင် အရင်နောက်မှာတော့သူတို့နှစ်ယောက်ကကားတစီပေါ်ကိုတက်လိုက်ပြီးတော့ဝင်းမလီတွေကတော့လော့အန်ဂျလီလန်ဒရီပေါ်မှာကားကိုအရှင်မြင့်တင်ပြီးတော့မောင်းလိုက်ပါပြီ။မစ္စတာစနေးကတော့မီဂန်တက်တာဖွင့်ရမှာကြွန့်ကျင်သူဖြစ်ပြီးတော့ကဘာအခက်ခဲဆုံးမီဂန်တက်တာတွေကိုတော့မှဖွင့်နိုင်တာပဲဖြစ်ပါပြီ။သူတို့သွားနေတဲ့အချိန်မှာပဲကားတွေကသူတို့ကိုလိုက်နေတာကိုသတိထားမိသွားကြပါပြီ။ဒါပြင်ကိုမှမိပိုင်နေအားလုံးကလည်းပိတ်ထားပေးမယ်လို့သူတို့ကားနီးလာတဲ့အခါမှာဖွင့်ပေးလိုက်ပါပြီ။ဘာလို့လဲဆိုရင်တော့မစ္စတာရန်တူလာကယင်ကျော်စနစ်ကိုဟတ်လိုက်လို့ပဲဖြစ်ပါပြီ။ တို့ဖြတ်သွားပြီးသားတဲ့နောက်မှာတော့ပင်ကူကမီပွိုင်းနေအားလုံးကိုပြန်ပေးလိုက်တဲ့အတွက်ကားရီတစီနဲ့တစီကိုတိုက်မိသွားခဲ့ကြပါပြီ။ထွက်ပြေးနေစဉ်မှာပဲမွေအတွက်ဝင်းရင်းလက်ဆောင်အဖြစ်ကိုမှာထားတဲ့ကိတ်မုတ်ကရောက်လာခဲ့ပါပြီ။အဲဒီနောက်မှာတော့တို့နောက်ကိုလိုက်လာနေတဲ့ရဲကားတစီကစားလို့ရစက်ကြီးအောက်ကိုဖြတ်သွားရင်းနဲ့ပျက်စီးသွားခဲ့ပါပြီ။အဲဒါကတော့ရုပ်ပြောင်းရုပ်လွယ်ကျွမ်းကျင်တဲ့ငမန်လုလိုက်တာဖြစ်ပြီးတော့သူကလည်းကားရဲကိုဝင်အောင်လုလိုက်ပါပြီ။ မစ္စတာပီရန်ဟာကလည်းကားတစီးရဲကနေကိုထွက်လာခဲ့ပြီးတော့ရဲတယောက်ကိုတိုက်ခိုက်လိုက်ပါပြီ။မွေကတော့လွတ်ယူထားတဲ့တစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့ဒေါ်လာထောင်နဲ့ချီတဲ့ပတ်စံတွေကကားရဲကနေကိုပြန်ထွက်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲသူတို့အဖွဲ့ကရဲတွေနဲ့ကိုပြစ်နေတဲ့နေရာကိုရောက်လာခဲ့ပါပြီ။ဒီခါမှာကတော့ရဲမှူးကြီးကလည်းသူတို့ကိုလိုက်ဖမ်းဖို့တခြားသောရဲတွေကိုညွှန်ကြားလိုက်ပါပြီ။ရဲမှူးကြီးကတော့သူတို့ကားစီကိုခန္ဓာကိုယ်ကိုဆန်းထုတ်ပြီးတော့လိုက်ဖမ်းနေတဲ့အကြောင်းဘတ်ကားတစီးနဲ့ကိုနင်းနေတာကိုမသိလိုက်ပဲနဲ့ဘတ်ကားကိုတွေ့မှခမန်းကတဲ့နဲ့ကိုကားရဲကိုပြောင်းဝင်လာခဲ့ပါပြီ။နောက်ဆုံးမှာကတော့သူတို့အဖွဲ့ဟာသူတို့ရဲ့ပုံအောင်ရနေရာကိုရောက်လာခဲ့ကြပါပြီ။ ဲ့ဒီမှာယတနာရီရှီရီနဲ့ပြည်နေပြီးတော့သူတို့ကတော့မစ္စတာစနိတ်ရဲ့မွေးနေ့ပွဲကိုကျင်းပနေခဲ့ကြပါပြီ။မစ္စတာပီရာဟာကတော့ကိမိုးတစ်ခုလုံးကိုသူတို့ရောက်ထဲစားလိုက်ပါပြီ။မွေးကတော့ရေကင်းမှုစားဖို့ကြိုးစားနေပေမဲ့သူ့ရဲ့တငယ်ချင်းကလှည့်စားပြီးတော့သူ့အတွက်တဝက်ယူသွားခဲ့ပါပြီ။ဒါနဲ့သူတို့နှစ်ယောက်ကတော့ရေကင်းမှုအတွက်ကိုရန်ဖြစ်လိုက်ကြပါပြီ။ TV ပေါ်မှာဂေါဗာနာဒိုင်ယန်ကလည်းလူတွေကိုမေကွန်းပြောနေရင်လည်းသူကတော့မကောင်းတဲ့သူတွေဟာခင်းနောက်ကြတဲ့နီလန်းတွေနဲ့လူတွေကိုလှည့်စားပြီးတော့လူရက်နေတယ်လို့ပြောလိုက်ပါပြီ။သူကတော့ Golden Dolphin စုတစဲကိုချင်းမြင်မယ်လို့လည်းကြေညာလိုက်ပါပြီ။ ဒါကြတော့မျိုးတို့မှရှိရတဲ့အတော်ဆုံးသူကိုပေးတဲ့စုဖြစ်ပြီးတော့တခိုးတွေအလုံးလိုချင်နေတဲ့စုလည်းဖြစ်ပါရည်။ဒါပေမဲ့လို့မျိုးကသူတို့အဖွဲ့ထဲမှာလိုအပ်တာတွေအလုံးရှိနေပြီဖြစ်တဲ့အတွက်စုကိုခိုးတဲ့နေရာမှာမပါချင်ဘူးဆိုပြီးတော့ပြောလိုက်ပါရည်။ဒါပေမဲ့လို့သူရင်စားကျင်တဲ့ဘူးကိုရိုင်ကစုပွဲပွဲတက်မှာကိုတိလိုက်တဲ့အတွက်သူကလည်းပါဝင်ဖို့ဆုံးဖြတ်လိုက်ပါရည်။ဒီဆိုဒီစေးကရဟိုးအထဲမှာလုံုံရွစနစ်တွေနဲ့ကာကွယ်ထားတဲ့အတွက်ကိုအထက်ကိုခိုးဖို့သူတို့ကနာမည်ကြီးသူတွေကိုအသွင်ပြောင်းပြီးတော့ပွဲတွေကိုဝင်ရလာကြပါရင် ွဲရဲ့ခန်းမထဲမှာတော့တန်တကားနှစ်ခုရှိပြီးတော့ပထမတကားကိုရှဲမှုကြီးနဲ့သူ့ရဲ့လက်အောက်ငယ်သားတွေကဝင်လို့ရပြီးတော့နောက်တစ်ခုကိုတော့မျိုးတော်ဝင်ရဲ့မျိုးလုံးနဲ့အတီးပြုတ်မှုရမှာပဲဝင်လို့ရတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ hoof ကလည်းဒန်နာနာကိုချင်းကပ်လာခဲ့ပြီးတော့စကားပြောလိုက်ပေမဲ့လို့ဒန်နာကတော့တကူအဖွဲ့မကောင်းကြောင်းကိုပြောလိုက်တဲ့အတွက် hoof ကလည်းစွန့်ဝါသွားခဲ့ရပါတယ်။ Jerry ကတော့သူတို့ကိုဖမ်းဖို့အစင်တစ်ပြင်နေရပြီးတော့ဝေကတော့ပိုက်တွေကနေဝင်လာခဲ့ပြီးအေးကွန်လဲကရုတ်ဖြတ်သွားလိုက်ပါတယ်။ Mr. Prehan ကတော့စပွဲတို့တယောက်ကိုတိုက်ခိုက်ပြီးတော့သူ့ရဲ့အဝတ်တွေကိုလည်းခိုးယူလိုက်ပါတယ်။ပင်ကူကလုံချုံရဲ့အချက်ပေးစနစ်တွေအားလုံးကိုပေးလိုက်ပါတယ်။ ။ဝင်ပလီကတော့ရဲမှုနဲ့တိုက်မိတယ်လို့ဟန်ဆောင်ပြီးတော့သူ့ရဲ့ဝင်ခွင့်ကတ်ကိုခွေယူလိုက်ပါပြီ။ဝင်ပလီကတော့လေကားကနေကိုဆင်းသွားတော့မှပဲအမျိုးသမီးတယောက်ကိုလူရက်ဖို့လုံလိုက်ပေမဲ့အမျိုးသမီးကလည်းလဲကြတော့မလို့ကိုဖြစ်သွားတဲ့အတွက်ကိုသူ့ကိုကူညီလိုက်ပါပြီ။အမျိုးသမီးကတော့သူ့ကိုကျေးဇူးတင်ပြီးတော့ချီးကျူးတဲ့အတွက်ကိုဝင်ပလီကပြောသွားခဲ့ပြီးတော့ထူးခြားတဲ့ခံစားချက်တစ်ခုရရှိသွားခဲ့ပါပြီ။ပါတီတင်းမှာတော့မစ္စတာရှက်ကယေရီရဲ့အာယုံကိုဆွဲဆောင်နိုင်ဖို့ကလေးမွေးကျင်တယ်လို့ဟန်ဆောင်ခဲ့ပြီးတော့စုညံတဲ့ဖြစ်ရန်လိုလိုလိုက်ပါပြီ။ ဇဝဲတို့ရဲ့လှဲထဲမှာပုံနေပြီးတော့ Mr. Piranha ရဲ့ဝင်ပလေကကြံခဲ့တဲ့လုံချုံရေးတွေကိုလည်းတိုက်ခိုက်ဖို့သွားလိုက်ပါပြီ။သူတို့ကတော့လုံချုံရေးတွေကိုအံအသင့်အရလိုတိုက်ခိုက်ပြီးတော့တကားကိုဖျက်ချော်သွားခဲ့ပါပြီ။အတွင်ဘက်ကကာကွယ်ထားတဲ့အခန်းထဲမှာမွေကကြောင်မြင့်ရတနာကိုကင်ထားခဲ့ပြီးတော့လေဆာရောင်ကြီးတွေကိုလည်းရှောင်ရင်နဲ့ဆင်းသွားခဲ့ပါပြီ။ ဒါပေမဲ့လူသူကတော့စိန်ကွင်းကိုလွှတ်ချလိုက်တဲ့အတွက်ကိုစနစ်တွေအလုံးလုံးတွားခဲ့ပြီးတော့ရုပ်တုတစ်ခုကတော့ကျိုးသွားခဲ့ပါပြီ။အဲဒါကြောင့်မလို့ပင့်ကိုကစနစ်ကိုထိန်းချုပ်ဖို့ကြိုးစားလိုက်ပေမဲ့သူကတော့စနစ်ကိုပိတ်လို့မရတာကြောင့်စင်မဖွင့်ခင်ကိုအမြန်လုံးကြဖို့ကိုပြောလိုက်ပါပြီ။အဲဒီအချိန်မှာပဲရဲမှုကလုံချုံကြီးအခန်းတကားကိုခေါက်လိုက်ခဲ့ပြီးတော့မစ္စတာဖီရန်ဟာကလည်းမအီမတာဖြစ်နေတဲ့အတွက်ကိုအီပေါက်လိုက်တာကြောင့်အနံဆိုးတွေကထွက်လာခဲ့ပါပြီ။ဒီချိန်တွေကတော့ပင့်ကိုကိုပုံမြအောင်လုပ်လို့ဖို့ပြရပေးလိုက်ပါပြီ။ဒါပေမဲ့လို့အနံဆိုးတွေကြောင့်ပင့်ကိုကတတိလက်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲရေမှုကတကားကိုဖွင့်လိုက်တဲ့အတွက်အနံဆိုးတွေကထွက်သွားခဲ့ပါပြီ။ ဒါပေမဲ့လို့ငမန်းကတော့သူ့ကိုအထဲကိုမဝင်ရလို့အာယုံလွှဲလိုက်တာကြောင့်ပင်ကိုကတော့တတိပြန်ရလာခဲ့ပြီးတော့စနစ်ကိုပိတ်လိုက်ဖို့ကိုအချိန်ရသွားခဲ့ပါပြီ။ဆက်စင်ကဖွင့်လိုက်တဲ့အချိန်မှာတော့မြို့တော်ဝင်ကသူ့ရဲ့စူးတစိကိုမမြင်ရတော့တာကြောင့်အဲ့ဒဲတွေကိုစစ်နေရလို့လုပ်ဖို့ကြိုးစားလိုက်ပါပြီ။ဒီချိန်မှာပဲ Wolf တို့အဖွဲ့ကတော့လှုပ်ဝက်စာထွက်ခွာသွားလိုက်ပေမဲ့ဝင်ပလီကတော့ Professor မမလေးရဲ့ဟောပြောချက်ကိုကြားလိုက်တဲ့အခါမှာတော့သူ့ရဲ့အမိကလုံမိသွားခဲ့ပါပြီ။ဒါကြောင့်မလို့သူ့ရဲ့အဖွဲ့ကိုလူတွေကတတိထားမိသွားခဲ့ပြီးတော့သူတို့ကရုတ်ထုကန်ရင်နဲ့ကျိုးနဲ့ထွက်ပြေးဖို့ကိုကြိုးစားလိုက်ပါပြီ။ဒါပေမဲ့လို့မအောင်မြင်ပဲနဲ့ရေဖန်းတာကိုခံလိုက်ရပါပြီ။ ဒါပေမဲ့လို့ Wolf ကတော့မျိုးတော်ဝင်ကိုသူတို့ကိုကူညီဖို့ကိုစီရင်လိုက်ခဲ့ပြီးတော့ Professor Marmalat ကလည်းသူတို့ဖက်ကိုခွင့်ရေးပေးဖို့အကြံပြုလိုက်ပါတယ်။သူကတော့သူတို့ကိုပြောင်းလဲပေးနိုင်တယ်လို့ပြောလိုက်ပါတယ်။ Marmalat ကတော့မြေခွေးကိုသူတို့ကိုခဏလှုပ်ပေးဖို့စီရင်နိုင်ခဲ့ပါတယ်။ကားထဲမှာတော့ဝင်ပလီကသူ့ရဲ့တငယ်ချင်းတွေနဲ့ကိုသဘောတူညီချက်ရပြီးတော့ဒိုင်ယန်ကိုလည်းလှည့်စားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ကတော့လွတ်လပ်ခွင့်ကိုအခုကောင်းယူပြီးတော့စုတစိကိုလည်းထပ်ကိုယူဖို့စီစဉ်လိုက်ကြပါတယ်။ချွတ်ကောင်ရဲ့အိမ်မှာသူကတော့အဖွဲရဲ့ကျင်းနာမှုကိုမြင့်တင်ဖို့လေ့ကျင့်ခန်းတွေလုပ်ဖို့ကိုအကြံပြုပါတယ်။ဝင်းရဲ့ရေပွဲကိုလည်းရေခဲမှုတစ်ခုကိုမျှဝေဖို့တောင်းဆိုပါတယ်။ ဒါပေမဲ့လို့မွေကတော့မျှဝေလို့မရဘူးဆိုပြီးတော့ညှင်းဆိုပါရီဒါကြောင့်မလို့သူ့ရဲ့ဖော်ကဒေါသထွက်ပြီးတော့မွေကိုမျိုးချလိုက်ပါရီဒီနောက်မှာတော့ predator ကအမျိုးသမီးအတွင်ပြောင်းပြီးတော့သူ့ရဲ့တငယ်ချင်းတွေကလမ်းဖြတ်ကူဖို့ကူညီပေးပါရီဒါပေမဲ့လို့ Mr. Piranha ကလည်းအာယုံပြန့်လွင့်ခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းကိုကာတိုက်ခံရစေပါရီနောက်တစ်ခုကတော့သူတို့ဟာအကြောင်းတကောင်ကိုအုံးမင်ပေါ်ကနေကယ်တင်ဖို့ဖိအားပေးခံရပါရီဒါပေမဲ့လို့ကြောင်ကတော့သူတို့ရဲ့ကြံတတ်မှုကိုကြောက်ပြီးတော့ဝင်းပလီကိုထိခိုက်စေပါရီ နောက်တစ်ခုကတော့သူရည်စနာစင်တာတစ်ခုကိုကျူးကျော်ပြီးတော့ကြွက်တွေကိုကယ်တင်ဖို့ဖြစ်ပါပြီ။ဒီတော့ကတော့သူတို့ကချက်စရာကောင်းတဲ့ဝတ်ဆောင်လေးတွေကိုဝတ်ထားပါပြီ။ဒါကြတော့သူတို့ကိုမကောင်းဆိုးဝါးတွေလို့မထင်စေပါဘူး။တကွဲကန်းထဲမှာရေပွဲကတိတ်ပပညာရှင်ကိုအာယုံပြန်လွှင့်စေပြီးတော့မွေကတော့ဖန်တကားကိုထိုးဖောက်ဖို့ကြိုးစားပါပြီ။ဒါပေမဲ့လို့ဆရာဝန်ကတော့တတိမထားမိပါဘူး။သူတို့တိတာကတော့တရိတ်ဆန်တွေဟာတမ်မနီတကားနဲ့ကိုပိတ်ထားပြီးတော့ပိုက်တွေကနေပဲဝင်လို့ရတယ်။ဒါကြောင့်မလို့မွေကနေရတဲ့ကိုဝင်ရောက်ပြီးတော့ကြွက်တွေနဲ့ကိုရင်ဆိုင်ရတယ်။ ပရိုဖက်ဆာကတော့လူတွေကိုလမ်းလျှောက်ထွက်သွားခဲ့ရင်လည်းသူကတော့ကောင်းမွန်တဲ့အမှုကိုလုပ်မယ်လို့ပြောနေခဲ့ပါပြီ။အဲဒီနေ့မှာတော့တရိတ်ဆန်အိုစုကတမန်တကာကိုဖွင့်ပြီးတော့မစ္စတာစနိတ်ကိုတွေ့လိုက်ပါပြီ။သူ့ရဲ့ဘိုက်ထဲမှာကြွက်ကလေးတွေပြင်နေပါပြီ။ဝမ်ဘလီတွေကတော့သူ့ကိုဘေးတိုက်လှုပ်ပြီးတော့တရိတ်ဆန်တွေအားလုံးကိုလည်းလှုပ်ပေးလိုက်ပါပြီ။အဲဒီအချိန်မှာပဲတကာကိုပြည်သူတွေအတွက်ကိုဖွင့်လိုက်ပါပြီ။အတွင်းထဲမှာရှိနေတဲ့အဖွဲ့ကိုတွေ့ပြီးတော့သူတို့ကိုကျူးကျော်မှုလွတ်ရမှုနဲ့ဖျော်ဖျဲဖြစ်မှုတွေအတွက်ကိုအပြစ်တင်ကြပါပြီ။ ဒန်ရန်ကတော့အဖွဲနဲ့မာမလက်တို့ကိုအရန်ကိုဒေါ်သာထွက်နေခဲ့ပြီးတော့ရဲရီကိုခေါ်မဲဆိုပြီးတော့ပြောလိုက်ပါတယ်။ဝင်ပလီကတော့မြေခွေးကိုဒန်ရန်ကိုနုညံ့စွာဆက်ဆံဖို့ပြောပါတယ်။နောက်ပိုင်းမှာကတော့အုတ်ချွေရမှုကတခိုးရဲ့လက်စုပ်ကိုသူမသိဘဲကိုခွေယူလိုက်ပါတယ်။သူတို့ကတော့တကယ်တော့တိတ်မကွာဘူးဆိုတာကိုပြသနေရလဲဖြစ်ပါတယ်။ ဒိုင်ယန်ကတော့တရိတ်ဆန်တွေကိုဖမ်းဖို့အစီအစဉ်ကိုဖျက်သိမ်းပြီးတော့သူတို့ကိုနောက်ထပ်တစ်ချိန်ကိုခွင့်ရပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။မိုးလင်းတဲ့အချိန်မှာတာရဲတကောင်ကတဘာဝကိုလေ့လာပြီးတော့ကြောင်ကလေးကလည်းအုံမင်ပေါ်မှာရှိနေသေးတာကိုသတိထားမိပါတယ်။သူကတော့အပင်ပေါ်ကိုတက်ပြီးတော့ကြောင်ကလေးကိုလှန်သွားအောင်လို့အခက်တစ်ခုကိုချိုးလိုက်ပါတယ်။ကြောင်ကလေးကလည်းကြောက်လန့်ခဲ့ပြီးတော့အောက်ကိုကျလာတဲ့အခါမှာတော့ဝင်ပလီကတော့သူ့ကိုမြေပေါ်ကိုမကျမီကိုဖမ်းယူပြီးတော့သူ့ကိုပြန်ပြီးတော့တင်ပေးလိုက်ပါတယ်။ နောက်ထပ်တစ်ချိန်ကဲတင်ဖို့အခွင့်အရေးတောင်းပါရီကြောင်ကလေးကတော့တာရဲတရိတ်ဆန်ကိုယုံကြည်လာတဲ့အခါမှာသူရဲ့ကောင်းကဆေးလုရှာခဲ့ပြီးတော့စပင်းနေထောင်လာပါရီစကံပိုင်းကြမှာပဲသူရဲ့ဖော်တွေကပါဝင်လာခဲ့ပြီးတော့ professor ကတော့တစ်ခုလုံးကိုမြင်သွားခဲ့ရပါရီဒါကြောင့်မလို့မြို့သူမြို့သားတွေကလည်းသူတို့ကိုကြောက်ရွံ့မှုထက်ချီးကျူးမှုတွေပေးကြပါရီနောက်တနေ့မှာသူတို့ကတော့ရွှေလင်းပိုင်ကိုခိုးယူဖို့ပါတီပွဲကိုတွားကြပါရီသူတို့ကတော့ရဲကြီးကဲကနေကိုချိန်ထားတဲ့တိုက်တီတန်းကိုပဲယူသွားရပါမယ် ပါတီမှာရောက်နေတဲ့မာမလဲနဲ့မြို့သူမြို့သားတွေကတော့သူတို့ကိုလက်ခုပ်တီးပြီးတော့ကြိုဆိုကြပါပြီ။ငမန်ကတော့သူ့ရဲ့စီစဉ်ကိုစတင်ဖို့ပြင်နေပေမဲ့ပရိသတ်တွေကြောင့်အနှောက်အယှက်ဖြစ်သွားခဲ့ရပါပြီ။ဝမ်လီတွေကလည်းလူတွေကြောင့်အနှောက်အယှက်ဖြစ်သွားခဲ့ပြီးတော့လမ်းကြောင်းကိုပြောင်းလိုက်တာကြောင့်မြေွေကတော့တန်တရားဝင်လာခဲ့ပါပြီ။အဲဒီအချိန်မှာပဲမစ္စတာစနိတ်ကတော့မြို့သူမီးရဲ့မျက်မှန်ကိုသူ့ရဲ့လက်ပွင့်တွေကိုခိုးယူပြီးတော့လက်ဆွဲတစ်တာကိုဖြန့်လိုက်ပါပြီ။ပစ္စည်းကိုယူရောမယ်ဆိုတဲ့အချိန်မှာပဲရဲမျိုးသမီးကတော့တစ်တာကိုထိုးလိုက်တာကြောင့်မစ္စတာစနိတ်ကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုညှက်မိသွားခဲ့ပါပြီ။အမျိုးသမီးကတော့သူ့ရဲ့ခွက်ကိုရှာပြီးတော့မစ္စတာစနိတ်ကိုခွက်ဖြစ်ကိုမှာယွင်းပြီးတော့ပစက်ထဲကိုထည့်လိုက်ပါပြီ။ ဒါပေမဲ့လို့မွေရဲ့တငယ်ချင်းတွေကရှယ်မျိုးသမီးကိုအာရုံပြောင်းစေပြီးတော့သူမတောက်မီပီရဟာကစင်ပေါ်မှာတချင်းဆဆူပါရီအဖွေရဲကတရိတ်ဆန်တွေကတော့ TY နဲ့ကိုပါလာတာကြောင့်ရှယ်မျိုးသမီးကတော့ဒေါသထွက်ပြီးတော့မွေကိုလွှတ်လိုက်ပါရီမွေကတော့လွတ်သွားခဲ့ပြီးတော့လက်ဆွဲတက်တာတွေကစကပ်ဘွက်ကိုခွေယူလိုက်ပါရီတချင်းထဲမှာပဲမစ္စတာထရန်တူလာကလွန်ညုံရေးစနစ်ကိုပိတ်လိုက်ပါရီဝမ်မလီကတော့သူခိုးထားတဲ့စင်ကိုဒိုင်ယန်ကိုပြန်ပေးလိုက်တာကြောင့်ဒိုင်ယန်ကတော့သူ့ရဲ့ကျင်နာမှုကိုနှက်တက်သွားခဲ့ပါရီ စစ်ပေါ်မှာမေကွန်းပြောနေတဲ့အချိန်မှာပဲတာရဲတရိတ်ဆန်ကစူးတစိတ်ကိုကာကွယ်ထားတဲ့လုံခြုံရေးစနစ်ကိုဖွင့်ဖို့ခလုတ်ကိုနှိပ်ဖို့လုပ်ပါရင်ဒါပေမဲ့လူတူကတော့တွန်းဆုတ်သွားခဲ့ပြီးတော့အဆီဇင်လေးကိုဖျက်သိမ်းလိုက်ပါရင်ပစ္စည်းကိုပရော်ဖက်ဆာကိုပေးလိုက်တာကြောင့်သူ့ရဲ့တငယ်ချင်းတွေကစိတ်ပြတ်သွားခဲ့ရပါရင်ဒိုင်ယန်ကတော့သူ့ရဲ့ပြစ်မှုတွေကိုလူငင်းချမ်းသာကွင်ပေးဖို့ပြင်နေတဲ့အချိန်မှာပဲမီလုံကတော့လောင်ကျန်သွားခဲ့ရပါရင်အဲ့ဒီတွေကဥက္ကာကေပြောက်သွားတာကိုသတိထားမိကြပါရင်တရိတ်ဆန်တွေကိုတန်တရားဝင်ကြရင် ဝမလူတွေကတော့သူပြစ်မရှိဘူးလို့ပြောပေမဲ့လို့သူရဲ့ပုံရိပ်ကကြီးမားတဲ့ screen ပေါ်မှာပေါ်လာတာကြောင့်ရဲတွေကတော့သူ့နောက်ကိုလိုက်ကြပါပြီ။ဝမလီကတော့ရဲတွေကိုအရေးတွေကိုပြစ်ပြီးတော့ထွက်ပြေးလိုက်ပါပြီ။ ထွက်ခွာသွားတဲ့အချိန်မှာပဲဝမ်ဘလီကအုပ်ချုပ်ရေးမှုကိုဆက်ကူတည်ရပေးလိုက်ပါတယ်။မစ္စတာပီရန်ဟာကတော့ရဲရီကိုရင်ဆိုင်ရမယ်လို့ပြောပါတယ်။ဒါကြောင့်မို့လို့တရိတ်ဆန်ကတနက်ကိုလေထဲကိုပြစ်လိုက်ပါတယ်။ဒါပေမဲ့လို့တနက်ကတော့ငမန်ရဲ့ခေါင်းပေါ်ကိုကြာသွားတဲ့အကြောင်းသူတို့ကတော့ဖမ်းခံလိုက်ရပါပြီ။အဲ့ဒီအချိန်မှာပဲမမလဲကတော့ကားလေးကိုဝင်ပြီးတော့သူတို့ကဘာမှမလုပ်ဘူးဆိုတာကိုသိတယ်လို့ပြောလိုက်ပါပြီ။ဝမ်မလီကတော့သူကဲတင်ခဲ့တဲ့မျိုးသမီးနဲ့ပရော်ဖက်ဆာပြောခဲ့တဲ့စကားတွေကိုတတိယလိုက်ပါပြီ။ပြီးတော့သူ့ကိုအောက်ကကဲခိုးသူအစ်စ်လို့ဖော်ထုတ်လိုက်ပါပြီ။ ကျော်ကလေးကတော့သူ့ရဲ့စစ်မှန်တဲ့ပင်ကိုစီရိုက်ကိုဖော်ပြဖို့ဒီတယောက်ကိုလိုချင်တာကသိပ္ပံပညာရှင်တွေကတော့ဒီတယောက်ကကမ္ဘာပေါ်ကအရာတွေနဲ့မတူတဲ့လျှက်စစ်တန်လိုင်းတွေကိုထောက်လွှင့်နေရကိုတွေ့ရှိခဲ့တယ်လို့ပဲဖြစ်ပါရင်ဒါမဲ့လို့သူကတော့ဒီကြောင်ရဲ့အစွမ်းကိုသုံးပြီးတော့ကမ္ဘာအကြီးဆုံးလူရဲမှုကိုလုပ်ဖို့ဖြစ်ပါရင်သူကတော့အဖွဲ့ကသူ့ရဲ့ထောင်ချောက်ထဲကိုကြာသွားတာကိုပြောပြီးတော့ကောင်းတဲ့တရိတ်ဆန်တွေဖြစ်လာဖို့ဖြစ်တယ်ဆိုပြီးတော့ပြောပါရင်တခုကတော့ဒေါသထွက်သွားခဲ့ပြီးတော့သူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပါရင်ဒါပေမဲ့ကားတကားကိုရန်သူကဖွင့်လိုက်တာကြောင့်လူတွေကတော့ဝင်ပလီကမကောင်းဘူးဆိုပြီးတော့ထင်သွားခဲ့ပါရင် ဒါပေမဲ့ဒိုင်ယန်ကတော့ကြွက်ကလေးကိုတန်တရာဝင်လာပါတယ်။သူကတော့ရဲရီနဲ့စကားပြောနေတာကိုတွေ့တဲ့အခါမှာသူ့ဖော်စီကရတဲ့စက်ကူကိုယူပြီးတော့မြေပေါ်ကနေရာကိုသွားလိုက်ပါတယ်။အဖွဲရဲ့ဝတ်ထားတဲ့နေရာကိုရောက်သွားတဲ့အခါမှာဘန်နာရီပြည်နေတဲ့နေရာကိုတွေ့ပါတယ်။အဖွဲကထောင်ထဲကိုဝင်ဖို့ပြင်နေတဲ့အချိန်မှာဝင်ပလီကတော့သူ့အဖွာအုပ်ကိုကူညီခဲ့တာလို့ပြောပြီးတော့သူ့ရဲ့တငယ်ချင်းတွေကဒေါသထွက်သွားခဲ့ပါတယ်။မစ္စတာစနေးကတော့သူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ဂျိုဒီရဲ့နောက်ထပ်ကိုစောင့်ကြည့်သူတယောက်ကမိုးမြော့တိုက်ကနေကိုကြားသွားခဲ့ပါတယ်။အနေရဝတ်ဆော်ဝတ်ထားတဲ့မျိုးသမီးတယောက်ကထောက်ကိုတိုက်ခိုက်ဖို့စတင်ပါတယ်။ သူမကတော့စောင့်ကြည့်နေတဲ့သူတွေကိုကြွန့်ကြန့်စွာတိုက်ခိုက်ပြီးတော့တယောက်ပြီးတယောက်ကိုထောင်ခံနေကိုပြစ်လိုက်ပါပြီ။တရိษံအုပ်စုကတော့အားအသင့်နေကြပါပြီ။ရှယ်တယောက်ကတော့ထွက်ပြေးဖို့ကိုစူးစမ်းနေတဲ့အချိန်မှာပဲအမျိုးသမီးကဖနက်ကိုပြစ်လိုက်တာကြောင့်သူကတော့လဲကျသွားခဲ့ရပါပြီ။ကြွန့်ကျင်တဲ့နေကြာကတော့သူ့ရဲ့ခေါင်းစည်းကိုဖိလိုက်တဲ့အခါမှာသူမရဲ့ပင်ကိုလက္ခဏာကိုဖော်ပြလိုက်ပါပြီ။သူမကတော့အုတ်ချွေမှု Crimson Paul လို့သိကြတဲ့လူရဲမှုရဲ့ဘီရင်ပါပဲဖြစ်ပါပြီ။ ယုဒိယနီယာကရဲတွေကဝင်လာတဲ့ကြောင်းမြေခွေးကတော့သူတို့အားလုံးထွက်ပြေးဖို့တေချာအောင်လုပ်ပါရီ။ဒိုင်ရန်ကတော့အဖွဲတဲကိုပါဝင်ဖို့ပါဆုံးဖြတ်လိုက်ပါရီ။ဒါပေမဲ့ဝင်ပလီကပဲကိုညီဖို့ဆုံးဖြတ်လိုက်ပါရီ။ရှင်ထဲမှာပဲမာမလက်ကတော့သူ့ရဲ့တခွဲကန်းထဲမှာတိတ်ပပညာရှင်ဖြစ်ကုန်မှအလုံးလုံးနေပါရီ။ ဥက္ကာကေးရဲ့အစွမ်းကိုတုံပြီးတော့တိရစ္ဆာန်တွေကိုစံတန်နေပါပြီ။သူကတော့တကားကိုဖွင့်လိုက်တာကြောင့်လျှက်စစ်တန်းလိုက်ဆက်ကွင်းကအေရိယာတစ်ခုလုံးကိုရောက်သွားခဲ့ပါပြီ။ဒါကြောင့်မလို့သူကတော့ဒီအေရိယာတွေကကျွတ်တွေကိုထိန်းချုပ်နိုင်ပါပြီ။မြေခွေးကတော့တနေရွှင်လင်းပိုင်ကိုခိုးဖို့ကြိုးစားခဲ့ပေမဲ့မှန်နေကိုကြီးလိုက်တဲ့အခါမှာကောင်းတဲ့အရာတစ်ခုလုံးကိုဆုံးဖြတ်လိုက်တယ်လို့ပြောပါပြီ။ဒီအတွေ့အကြုံတွေကြောင့်ပဲသူမကတော့နောက်တစ်ခါဘာကူမှထမခိုးတော့ပါဘူး။ဝမ်ဘလီကတော့အချုပ်ရိပ်မှုကိုသူနေထိုင်တဲ့အခန်းထဲကိုခေါ်သွားခဲ့ပါပြီ။ ။သူမရဲ့နေထိုင်တဲ့ခန်းထဲမှာလေစာပြစ်လို့ရတဲ့ကရိယာတွေနဲ့လက်နက်တွေပြစ်နေတဲ့ဟွက်ထားတဲ့ခန်းလည်းရှိပါသေး။ဒါရင်ကတော့သူမရဲ့တိလဲစီကရိယာတွေကိုတုံးပြီးတော့မြို့တော်ဝမ်းမှာပြက်နေတဲ့ကြက်တွေကိုဖော်ထုတ်လိုက်ပါသေး။ Professor ကတော့တိရစ္ဆာန်တွေကိုထိန်ချုပ်နေပါသေး။သူတို့ကတော့ចောင်းတွေကိုတွားနေတဲ့ငွေတွေကိုခိုးဖို့ဖြစ်ပါသေး။ဒီချင်းတွေကိုရင်ဆိုင်တဲ့အခါမှာဒီဇိုင်းတွေကိုဝင်းစင်ပြီးတော့မြန်နှုံးမြန်ကားတွေကိုတက်လိုက်ပါသေး။ကိုယ်တော်တွေကနေကိုထွက်လာတဲ့အခါမှာသူတို့ကအုတ်ကားကဲကိုခိုးဖို့ပြင်ဆင်နေပါပြီ။တခိုးတွေကတော့သူတို့ရဲ့ဝှက်ထားတဲ့နေရာကိုပြင်ရောက်တဲ့အခါမှာသူတို့ရဲ့ပစ္စည်းတွေအလုံးပျောက်သွားတာကိုတွေ့ရခဲ့ပါပြီ။ ခိုးမခံရတဲ့တခုတည်းသောပစ္စည်းကရေကဲတက်တာပဲဖြစ်ပါရင်ရေကဲတက်တာထဲမှာဓာတ်ပုံတွေနဲ့ popsicle တခုရှိနေပါရင် Mr. Snake ကတော့သူ့ရဲ့ငမန်းတကယ်ချင်းကိုပျော်ရွှင်စေဖို့ popsicle ကိုလက်ဆောင်ဖြစ်ကုန်မှာပြဖို့ဆုံးဖြတ်လိုက်ပါရင် Duran ကတော့ကောင်းတဲ့အမှုကိုလုပ်ခဲ့တာကိုသတိထားမိပါရင်ဒါပေမဲ့လို့ Mr. Snake ကတော့ညှဉ်းဆန်နေခဲ့ပါရင်အဲ့ဒီအချိန်မှာပဲ Mr. Duran Duma ကသူတို့ကတော့ကောင်းတဲ့ဘက်ကိုရောက်နိုင်တယ်လို့ပြောပါရင်ဝင်ပလီကတော့မှန်နေခဲ့တာလည်းဖြစ်နိုင်တယ်လို့ပြောပါရင်ဒါကြောင့်မလို့လူတိုင်းရဲ့အမိတွေကလည်းလှုပ်ရှားလာပါရင် ဒါပေမဲ့မွေကကောင်းတဲ့ဘက်ကိုလိုက်ပုံညှင်းဆက်ပြီးတော့ဒေါသထွက်ကထွက်သွားခဲ့ပါသည်။တချိန်တည်းမှာပြန်ကောင်းတဲ့ကြွက်တွေကမြို့ကိုဝင်ရောက်လာခဲ့ပြီးတော့ငွေတွေပြည့်နေတဲ့ truck ကားတွေကိုလိုက်ရှာပါသည်။စစ်ရုံတွေကတော့လူရန်ငွေတွေကိုလက်ခံရမယ့်အချိန်မှာပဲ truck ကားတွေကို truck တွေကဝင်ရောက်လာတာကြောင့်မြို့တစ်ခုလုံးကတော့ယူသွတ်သွားခဲ့ရပါသည်။ ဝင်ပလီနဲ့မြေခွေကတော့မာမလဲရဟွက်ထားတဲ့နေရာကိုသွားဖို့ဆုံးဖြတ်လိုက်ပြီးတော့ညွှန်ကြိုးတွေကနေတဆင့်ကိုဝင်လာခဲ့ပါတယ်။အတွင်းမှာသူတို့ကကာကွယ်မှုမရှိတဲ့ရွှေလင်းပိုင်ကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲတားရဲတရိတ်ဆန်ကပစ္စည်းကိုခိုးဖို့ကြိုးစားပါတယ်။ဒါပေမဲ့လို့လျှက်စစ်တက်လိုက်ခဲ့ပြီးတော့သူတို့နှစ်ယောက်ကတော့အဖမ်းခံလိုက်ရပါတယ်။ပရော်ဖက်ဆာပေါ်လာခဲ့ပြီးတော့အုတ်ချွေမှုရဲ့ဆင်ကိုခိုးယူလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့စီစဉ်ကိုတီးဖို့ Mr. Snake ကတော့ကူညီခဲ့တယ်လို့ပြောပါတယ်။နောက်ပိုင်းမှာမွေကနေပညာဆိုင်ရာခေါင်းစည်းကိုယူပြီးတော့နှစ်ယောက်ကနေရာကနေကိုထွက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကိုထိန်းထားတဲ့ဂျိုးကနေဆင်းလာခဲ့ပြီးတော့မြေပြင်ပေါ်ကဓားသားတွေနဲ့ကိုနှီလာခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတော့အခန်းထဲမှာနန်နေတဲ့ဓငှုတွေကိုစတင်ထွက်နေတာကိုသတိထားမိပါတယ်။သူတို့ရဲ့တငယ်ချင်းတွေကတော့သူတို့ကိုကယ်တင်ဖို့ရောက်လာတာကိုသိလိုက်ရပါတယ်။သူတို့ကဆက်ကိုပိတ်ပြီးတော့သူတို့ရဲ့အဖော်တွေကိုကယ်တင်လိုက်ပါတယ်။တချိန်ထဲမှာပဲမကောင်းတဲ့သူနဲ့မွေကသူတို့ကိုစောင့်နေတဲ့တငယ်ချင်းအုပ်စုကိုတွေ့လိုက်ရတာကြောင့် အားတင်သွားခဲ့ပါ යි အဖွဲကတော့ဥက္ကကဲကိုခိုးယူပြီးတော့အပြင်းထန်ကုန်မှထွက်ပြေးပါ යි ဒါပေမဲ့လို့ကြောင်ကလေးကတော့တစ်ပင်ပေါ်ကတ်နေတာကိုတတိယလိုက်တာကြောင့်ပြန်ပြီးတော့လာကြပါ යි လမ်းမှာသူတို့ကဥက္ကကဲမရှိလဲမမလည်းကတော့ကြွက်တွေကိုထိန်းချုပ်နေသေးတာကိုတတိထားမိပါ යි ဖြစ်ရှင်ဒီကတော့အချက်ပြလှိုင်းတွေကိုဖျက်တောက်ဖို့ပဲဖြစ်ပါ යි ဒါကြောင့်မလို့သူတို့ကကရိယာတွေကို track တွေမှာတက်ဖို့ကြိုးစားခဲ့ပါ යි ဒါပေမဲ့လို့မြေကွေးကမအောင်မြင်ပါဘူးဒါကြောင့်မလို့လူတိုင်းကခွဲသွားဖို့ကိုဆုံးဖြတ်လိုက်ပါ යි အချို့ရေမှုကတော့သူမရဲ့မော်တော်ဆိုင်ကိုမောင်းပြီးတော့အားရီကိုကျွမ်းကျင်စွာပြစ်လိုက်ပါ යි နမန်ကတော့ Mr. Piran ဟာကို truck car တွေစီကိုပြစ်လိုက်ပါ යි ။သူကတော့ကရိယာတွေကို truck car တွေပေါ်ကိုပြစ်တင်လိုက်ပါ යි ။မြေခွေးကတော့ကားတစီးကားနေကိုလွတ်ဖို့ကြိုးစားနေတော့မှအန်ရီကနေကိုလွမြောက်သွားခဲ့ပါ යි ။ငါးကလည်းကားတစီးကားနေကိုဝိုင်းတာတာကိုရင်ဆိုင်ရခဲ့ပြီးတော့ truck car တစီးပေါ်ကိုလည်းခုန်တက်လိုက်ပါ යි ။ ကားရီအလုံးမှာကရိယာတွေတက်ဆင်ပြီးသွားတဲ့အခါမှာပင့်ကူကသူတို့ကိုထိန်းချုပ်ပြီးတော့ចောင်းနေစီကိုပြန်ပို့လိုက်ပါတယ်။မြေခွေးကရဲစခန်းကိုသွားပြီးတော့ရဲတွေကိုမကောင်းတဲ့သူတွေကသူရဲကောင်းတွေဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်။ဘာလို့လဲဆိုရင်တော့သူတို့ကဥက္ကာခေကိုပြင်ရခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ Mr. Wolf ကတော့သူ့ရဲ့မွေးဖော်ကိုတတိယလိုက်ပါတယ်။ဒါကြောင့်မဲ့သူကကားကိုစတင်မောင်းပြီးတော့မွေးနောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လူတွေကတော့သူတို့ကဥက္ကာခေကိုခိုးနေကြတယ်လို့ထင်သွားခဲ့တာပါ။ တို့ကမွေနဲ့မာမလဲရဲ့ရဟတ်ရင်စီကိုရောက်သွားခဲ့ပါတယ်။မကောင်းတဲ့သူကတော့သူ့ရဲ့ခေါင်းစီကိုတက်လိုက်ခဲ့ပြီးတော့သူ့ကိုချင်းချောက်ပါတယ်။ယုဒိရဲ့ကြက်တွေကတပုံကြီးကားနောက်မှာပေါ်လာခဲ့ပြီးတော့ကားကိုထိခိုက်စေပါတယ်။ ငွေကတော့သူ့ရဲ့တငယ်ချင်းတွေကိုတတိထားဖို့ခေါင်းစည်းဝတ်ထားတဲ့တရိတ်ဆန်ကိုပြောပါရင်ဒါကြောင့်မလို့သူကတော့အဖွဲ့ရဲ့အားနည်းချက်ကိုတုံ့ပို့သဘောတူလိုက်ပါရင် Professor ကတော့ Mr. Snake ကိုရဟတ်ယင်ကနေကိုပြစ်ထုတ်လိုက်ပါရင်ဒါပေမဲ့လို့ငွေကတော့ရဟတ်ယင်မပြတ်မီသူ့ကိုဆုတ်ကန်လိုက်ပါရင်ဝင်ပလီကတော့သူ့ရဲ့တငယ်ချင်းကိုကယ်ဖို့အောက်ကကဲကိုပေးဖို့ဆုံးဖြတ်လိုက်ပါရင်သူကတော့သူ့ရဲ့တငယ်ချင်းကိုအရင်ပေးဖို့တောင်းဆိုလိုက်ပြီးတော့လေးစားနှက်ခန်းနေနဲ့ရဟတ်ယင်ရဲ့အောက်ကကဲကိုဆက်ထားတဲ့ကြိုးကိုဖြတ်လိုက်ပါရင်အဲ့ဒီအချိန်မှာပဲမမလက်ကတော့ငွေကိုရဟတ်ယင်ကနေကိုပြစ်ထုတ်လိုက်တဲ့အကြောင်းအဖွဲ့ကငွေကတောင်ကဘာကနေကိုမကြခင်မှာသူ့စီကိုရအောင်လို့ကားကိုအရှိန်မြှင့်တင်လိုက်ပါရင်သူ ကအရှိမှခြောက်ကမ်းမှရှိနေတာကိုတတိထားမိပေမဲ့လို့ကားကိုအရှိမြင့်ပြီးတော့ကားကလေထဲကနေကိုပြန်သွားခဲ့ပါ යි ။ကားကတော့တဖက်ကန်းကိုမရောက်ခင်မှာပြက်ကျသွားတာကြောင့် hoof တို့အဖွဲကဘာလို့ရမယ်မသိတော့ဘဲနဲ့အရှုံးကိုလက်ခံလိုက်ပါ යි ။ဒါပေမဲ့လို့ဝင်ပွေလီကတော့သူတို့တရားစီကိုရအောင်လို့တုံးဖို့ကရိယာတစ်ခုကိုရှူလာတာကိုပြလိုက်ပါ යි ။ကားကတော့ပောက်ကွဲသွားခဲ့ပြီးတော့ပျက်စီးသွားတဲ့အပိုင်းကရဟန်းရင်ကိုထိခိုက်သွားတာကြောင့်ပူရိကလည်း professor ရဲ့ထိန်ချုပ်မှုကနေကိုလွတ်သွားခဲ့ရပါ යි ။ရှင်မှုကလည်းပေါ်လာခဲ့ပြီးတော့သူတို့ကိုဖမ်းဖို့ပြင်လိုက်ပေမဲ့လို့ဒိုင်ယန်ကတော့သူ့ကိုတားလိုက်ပါ යි ။မျိုးရုံဝင်ကတော့သူ့ရဲ့ပုံစံအမှန်ကိုခြားပြဖို့ကိုလိုလိုက်ပေမဲ့ hoof က တော့သူ့ကိုတားလိုက်ပြီးတော့သူတို့ခိုးတယ်လို့ဝန်ခံပြီးတော့အဖမ်းခံလိုက်ပါပြီ။ရုတ်တရက်မာမလဲကတော့မြို့ကိုကယ်တင်ခဲ့တယ်လို့ပြောပြီးတော့ပေါ်လာခဲ့ပေမဲ့လူတိုင်းကတော့အုတ်ကခဲကတကယ်တော့မင်းရင်တစ်ခုလုံးပဲဆိုတာကိုသိလိုက်ရပါပြီ။တကယ်တော့ Mr. Snake ကတော့တကယ်ပစ္စည်းကိုလဲလှယ်ပြီးတော့ပောက်ကွဲဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါပြီ။ ပူကတော့အောင်းနေချိန်မှာပဲမီးရင်ကသူ့ဘော်ကိုကြာသွားခဲ့ပြီးတော့ခိုးထားတဲ့ဆင်ကရဲတွေရှေ့မှာအလွယ်တကူရောက်လာခဲ့ကြတာကြောင့်ရဲတွေကတော့သူ့ကိုခုံမှုနဲ့ကိုဖမ်းလိုက်ကြပါ යි ။ဒီနေရာလေးမှာပဲကျွန်တော်တို့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။အခုလိုမျိုး animation စကားကောင်းလေးတွေကိုစဉ်ဆက်မပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။ခေတ္တဆိုရင်နောက်ထပ်စကားကောင်းတွေမှာတူတူပြန်လည်ဆုံတွေ့ကြပါစို့လားနော်။